ကိုရိုင်ကဲပြက်တံလုပ်ပြီးအကယ်ဒမီစုကိုဆယ်စုပြအောင်ယူဖို့အားခဲထားခဲ့တဲ့ရန်အောင်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ One Daily Channel ကနေပြန်လည်ပြီးတော့မှကြုံဆုံလိုက်ပါတယ်။ရန်ကအသက်ကြီးတဲ့အထင်အကောင်းဆုံးမျိုးသားဇက်ဆောင်စုကိုရနေသေးတာမို့ပရိသတ်ဝေဖန်တော်ကိုခံနေရသူပါရန်ကတော့အရင်ကပရိသတ်ဝေဖန်တော်ကိုသိမ့်မခံရပေမဲ့2023ခုနှစ်မှာအမျိုးသားဇက်ဆောင်စုကိုရရှိချိန်မှာတော့ပရိသတ်တွေဝေဖန်တော်ကိုအပြင်းထန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ရန်အောင်ကအရေးချင်းရှိရမင်းသားတယောက်ဆိုတော့ကို အားလုံးကလက်ခံထားပြီးသားဖြစ်ပေမဲ့ဒီတဲ့ရွယ်မှာဒီစုရတာကိုမကျေနပ်ဖြစ်ခဲ့ရတယ်ဖြစ်ပါတယ်။ရောင်ကားခုဆိုရင်အသက်59နှစ်အရွယ်တောင်ရောက်နေပါပြီ။အမှုပညာလောကမှာသူ့အနေနဲ့ဇာကားပေါင်းများစွာကိုရိုက်ကူးခဲ့တယ်လို့ပြည်ပြည်နဲ့တရားဆောင်ချက်တွေကြောင့်ပြည်သက်တရားတခဲနဲ့အားပေးခဲ့ကြပါတယ်။ ။ရောင်ကတော့သူခေတ်သူခါမှာမင်းသားတယောက်နေနဲ့စက်ကားရင်ရိုက်ကုန်ရဲ့အောင်မြင်ခဲ့သလိုအသက်59နှစ်အရွယ်မှလည်းအောင်မြင်မှုကရောက်မသွားဘူး။ရောင်ကအသက်59နှစ်အရွယ်ဖြစ်နေပေမဲ့သူကိုယ်သူနှုတ်ပြပြီးတော့လှပနေအောင်ခွဲစဲပြုပြမှုတွေတော့လုပ်ခဲ့ပါတယ်။တက်ကြီးပေမဲ့နှုတ်ပြညာလုပ်တယ်လောက်ကန်ခွင့်ရအောင်ပြုပြမှုတွေလုပ်နေသလိုကိုယ်တိုင်ကလည်းဖြစ်ချင်တဲ့စိတ်ကိုရှိသေးရမို့ပြည်သက်တွေကြမှာတော့နာမည်ရနေတဲ့နှုတ်ပညာရှင်တယောက်ဖြစ်နေသေးပါပဲ။ ရန်ကားကုဒီအောင်မြင်နေတဲ့တော်မှတ်မိမယ်ဒီသက်ရွယ်မှာစက်ဆောင်စုရတာကတော့မဖြစ်သေးပါဘူးတရုတ်ဆောင်ကောင်းလို့လောက်ကွယ်ရနေတယ်လို့ဇက်ပုစုရရင်တောင်ပြိသက်တရားလက်ခံပေးလို့ရပါမယ်အခုတော့စက်ဆောင်စုရတဲ့ပြင်နောက်ထပ်ရဖို့အလားအလာရှိရဲဆိုပြီးတော့ပြောနေတာမို့အလုံးကဝေဖန်နေပါပြီရန်အောင်ကအကယ်ဒမီခုနှစ်ဆုရှင်မှာအရင်ကဇက်တိုက်ဆိုသလိုစုတွေရခဲ့ပေမယ့်နောက်ပိုင်းမှာတော့အကယ်ဒမီနဲ့အလန်းဝေးခဲ့ပါတယ် သူအကယ်ဒမီမိရတာ16နှစ်လောက်ထိကြာသွားခဲ့ပြီးတော့ပြန်ရောက်ခဲ့တာကတော့ပြိတဲ့ဝေဘန်တော်ကိုခံခဲ့ရတဲ့2023ခုနှစ်မှာပါရန်ကတော့အကယ်ဒမီထက်ရောက်ဖို့နှစ်ကြာကြီးစောင့်ခဲ့ရတယ်လို့ပြန်ရတဲ့ချိန်ကလည်းသူကဲပြတ်တန်လုပ်တဲ့အချိန်မှာပြန်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ရန်ကအကယ်ဒမီစုတွေကိုကဲပြတ်တဲ့နေရာမှာလူကြီးတယောက်အနေနဲ့ပါဝင်ကဲပြတ်နေရလည်းဖြစ်ပါတယ်။သူကဲပြတ်တဲ့နေ့မှာသူဟာဇက်ဆောက်စုရရှိခဲ့တာမို့စုပေးပွဲကလုပ်ပွဲကြီးဆိုပြီးတော့ပြည်သက်တွေအကြောင်းမှပြောစရာဖြစ်ခဲ့ရတာပါ။ ကိုဆက်ကောင်ကိုကိုရိုင်းကဲဖြတ်ပြီးတော့စုပေးနေရကြောင်းတမတမန်မကြတဲ့ပွဲဆိုပြီးတော့ပြိသက်ကြောင်းပွဲစုခဲ့တာလည်းဖြစ်ပါတယ်။ရန်ကတော့2023ခုနှစ်မှာစောင်းနီလေးတက်တဲ့ဆိုရဲရုံရှင်ဇက်ကားခြင်းနဲ့အမျိုးသားဆန်းဆောင်စုကြီးကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ဆုရောက်လို့ပြောနေပေမဲ့သူရတဲ့ဆိုတော့သူနဲ့မထိုက်တန်ဘူးဆိုပြီးတော့ပြိသက်တရားတော့ပြောနေကြပါပြီ။ဇက်ကားကဆုရောက်တဲ့ကားနဲ့မပါသလိုတရုတ်စောင်းနီရဲ့ရန်အောင်ရဲ့ဇက်ကွက်တွေအတင်းနေလေထင်သလောက်ထိုးချမနေဘူးဆိုပြီးတော့ ပြည်သူတရားသူတို့အမြင်ကိုပြပြတသားပြောခဲ့ကြတာပါပြည်သူတရားတော့ဖြစ်တဲ့နောက်ကိုထောက်ပြပြောဆိုနေပေမဲ့သူကတော့လက်မလျှော့သေးတဲ့ပြင်နောက်ထပ်ကယ်ဒမီတွေပါရဖို့စံနေပါပြီရန်ကတော့ကယ်ဒမီစုဆယ်စုလောက်ရမယ်လို့မှတ်ထားပုံမှာသူရဲ့တင်ရွယ်တန်းတစ်ခုမှာစကားရိုက်ကိုခွင့်ရတာရိုင်းနေသေးတာသူတယောက်တည်းရှိညာမို့နောက်ထပ်သုံးစုလောက်မှတ်ထားတာလည်းဖြစ်ပါတယ်ရန်ကတော့ပြိုင်မဲမရှိရှင်ပြန်နေပြီးတော့ကယ်ဒမီထက်ရဖို့မျှော်လင့်နေရလဲဖြစ်ပါတယ် အရင်တော့ဆိုဇက်တရခဲ့သလိုအခုလည်းဇက်တရမလားဆိုတော့ကတော့စောင့်ကြည့်ရမှာပါပဲကိုရိုင်းကဲဖြတ်ပြီးတော့စုပ်ပိနေရမှုသူဆက်ကားတာရုံတရအကယ်ဒမီကတနေ့မဟုတ်တနေ့ထက်ကြိမ်အောင်မှာပါအရင်ကတော့ပြည်သက်ဝေဖန်တာခံနေ